ီသားစုများတင်တနေ့တနေ့ဘာတွေရွေးယူနေလဲ Facebook ကိုရွေးပြီးတော့အချိန်ကုန်နေလားအလောက်ကပဲအဲ့ပတ်စံရဖို့ပဲအဲ့ဒီအရာကတင်ရဘဝဖြစ်နေလားကျမပြောမယ်သင်ပတ်စံတွေယူသွားလို့မရအောင်အခုချိန်မှာတော့မှန်ပါတယ်စားတုံးလို့ရတယ်ဒါပေမဲ့အဲ့ဒီမိဘကိုရှာရှာကျွေးဖို့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့အတ္တထဲမှာကိုယ်တုံးဆွဲဖို့ရန်တက်ပဲဖြစ်ဖြစ်အမှုတော်မြတ်ထဲမှာပါဝင်ခြင်းနဲ့အခန်းကဏ္ဍတွေဘလောက်ပဲဖြစ်နေပါစေကျမပြောပြမယ်အရာခသိန်းရဲ့အထက်မှာဘုရားရှိကိုရှိရမယ် ုံကုံပြောမယ်အမှုတော်ဆောင်ချင်းရဲ့အထက်မှာလည်းဖျားရှိရမယ်။တခါတလေအမှုတော်ဆောင်တွေကအမှုဆောင်ခွင့်ပေးတဲ့ဖျားထက်အမှုဆောင်ခြင်းဆိုတဲ့အလုပ်ကိုတံပိုးထားကြတယ်။ကျမပြောပြမယ်အလုပ်ထက်အလုပ်ရှင်ကပိုရေးကြီးတယ်။အာမင်အဲ့တော့ဒီလိုမျိုးအမှုဆောင်ခြင်းနဲ့ဘုရားသခင်နဲ့ရှင်တွဲလာရမယ်ဆိုရင်ဘုရားကိုရှင်တွဲရမယ်ဘုရားကိုပဲရွေးချယ်ရမယ်လို့ကျမပြောပြီးဆိုမှာတော့ အခုဒီလောကနဲ့ဆိုင်တဲ့အလုပ်တွေဒီလောကနဲ့ဆိုင်တဲ့ဂုံပကာသနာတွေဒီလောကနဲ့ဆိုင်တဲ့ငွေကြေးတွေအထက်မှာဒီနေ့ဘုရားကိုရွေးယူပွင့်တယ်ဖြစ်တယ်။တင်းရဲ့မိသားစုရဲ့အထက်မှာဘုရားကိုရွေးယူပွင့်တယ်ဖြစ်တယ်။အာမင်။တင်းရဲ့မိဘတွေရဲ့အထက်မှာဘုရားကိုရွေးယူပွင့်တယ်ဖြစ်တယ်။တင်းရဲ့ခင်မွန်းတဲ့ဇနီးတွေရဲ့အထက်မှာဘုရားကိုရွေးယူပွင့်တယ်ဖြစ်တယ်။တင်းရဲ့အလောက်ကန်ရဲ့အထက်မှာဘယ်သူကိုရွေးယူရမလဲ။ကိုဗိနာမရှိတဲ့သူကိုပြောဘုရားကိုအလင်းမြန်ရွေးယူပါ ။သတင်းရဲ့တတားတွေမှာဘုရားစကားတန်ကိုမကြားရသေးဘူးဆိုရင်တခုခုတော့လွဲနေပြီ။ကျင်းနေတယ်သင် connection မမိလို့ပဲဖြစ်ရမှာ။ဘာဖြစ်လို့ဆိုဘုရားကိုရွေးယူဖို့နဲ့ပြင်ဆင်နေသူတိုင်းရဲ့တတားတွေမှာဘုရားရဲ့ agency ကိုတည်ခွင့်ရတယ်။ Amen ။ဘုရားကဘာပြောလဲဆိုရာကုတ်ကိုပြောတယ်။သင်အိတ်သောမြေကိုသင်နှစ်သင်အမျိုးနယ်ကိုငါပေးမည်။သင်အမျိုးနယ်ကမြေမုတ်ကဲ့သို့များပြားမည်။ အရှိအနောက်တောင်မြောက်ကိုနှံ့ပြမယ်ဆိုလိုတဲ့အရာကအရှိအနောက်တောင်မြောက်မှာရှိတဲ့ကောင်းကြီးမင်္ဂလာအလုံးစုံကိုသင်နဲ့တကွသက်မိသားစုကိုပေးမယ်လို့ပြောနေတာကျမတို့ကတခါတည်းဖခင်အရှိကိုရောက်တဲ့အခါမှာဖခင်ကို ရွေးမယူဘဲနဲ့ကောင်းကြီးပဲလိုချင်တယ်ကောင်းကြီးလို့ပြောရင်တော့တချို့တွေကရွှေငွေနော်ဒီလောက်ပဲဒေါ်လာဒီလောက်ပဲညင်တတ်တာကောင်းကြီးလို့ပြောတဲ့အခါမှာကျမတို့ရဲ့စစ်မှန်တဲ့ကောင်းကြီးမင်္ဂလာကထိုယေရှုခရစ်တော်ဖြစ်ရမယ်အာမင် ။တင်းနဲ့တင်းအမျိုးအနွယ်အပြင်လူမျိုးအပေါင်းတို့ဒီကောင်းကြီးမင်္ဂလာကိုခံရမယ်။ဆိုတော့ပထမတဆင်ယာကုပ်ကိုယ်တိုင် ကောင်းကြီးခံစားရတယ်။ဒုတိယတဆင်ယာကုပ်ရဲ့အမျိုးအနွယ်သားသမီးအထောင်အပံ့ကောင်းကြီးခံစားရမယ်။တတိယတဆင်သူတို့အမျိုးအနွယ်တွေမကဘဲနဲ့သူတို့အနာမှာရှိတဲ့သူအယောက်ချင်းစံကောင်းကြီးပြန်လဲစီစဉ်စီနိုင်တဲ့အဆင့်တီဘုရားသခင်ဖြစ်စေမယ်တဲ့။တဲ့ကိုဘုရားသခင်ကကောင်းကြီးမင်္ဂလာရဲ့ channel ဖြစ်စေချင်တာ။တကပေါက်ဖြစ်စေချင်တာ သင်ကသာကောင်းကင်တကဝဖြစ်မယ်ဆိုရင်အာမင်တင်ရဲ့အတ္တအားဖြင့်ဒီလောကကြီးကကောင်းကြီးခံကိုခံစားရတယ်တင်မိသားစုကောင်းကြီးခံစားရမယ်တင်ရဲ့အလုရှင်တင်အားဖြင့်ကောင်းကြီးခံစားရမယ်တင်ရဲ့မိဘတင်အားဖြင့်ကောင်းကြီးခံစားရမယ်ဟာလေလုယာခါဒီကျွန်မတို့ကဒီလိုဆုတောင်းတယ်ဘုရားသခင်ကျွန်ုပ်ဘက်မှာရှိပေးပါဘုရားသခင်ကျွန်ုပ်ကိုမစွန့်ပါနဲ့ဘုရားသခင်ကောင်းကြီးပေးတော်မူပါလို့အချိန်ချင်းဆုတောင်းတယ်တောင်းတာမမှားပါဘူး ဒါပေမဲ့ယာကုပ်ကမတောင်းမဲနဲ့ရတာပြန်ပြောမယ်နော်ယာကုပ်ကအဲ့ဒီကောင်းကြီးအသေးစိတ်ကိုမတောင်းမဲနဲ့ရတာဘာဖြစ်လို့လဲဆိုတော့ကောင်းကြီးရဲ့အထက်မှာရှိတဲ့ကြောက်ကိုရွေးယူခဲ့လို့ဖြစ်တယ်အာမင်အခုဒီခေတ်ခရစ်ယာန်တွေကတစုံတစ်ခုမုံတိုင်းနေလာပြီးပြဿနာတွေလာပြီးဆိုရင်သူတို့ကဟာရပါတယ်ဘုရားကျောင်းဆိုတော့နောက်မှနောက်မှတက်လေ online လေးရတာပဲ online လုံနဲ့ဘုရားသခင်တင့်ကိုထိတွေ့ခံစားစေခြင်းတဲ့အရာတွေအများကြီးရှိတယ်။တင့်အသက်ရှင်တုံးမှာမှရွေးလို့ရမယ့်အရာတွေရှိနေတယ်။တင့်ကျမ်းမာနေတဲ့အချိန်မှာမှရွေးလို့ရမယ့်အရာတွေရှိနေတယ်။ကျမ်းမာနေတဲ့အချိန်မှာကျမ်းမာတော်သူတယောက်လို့ဘုရားသခင်နဲ့ထိတ်တိုက်တွေ့ဖို့နဲ့ပြင်ဆင်ကြပါ။ကျမပြောတာနားနားလည်မယ်လို့ယုံကြည်တယ်။ခါတင်ကြားလို့ရှင်ကျမကျမတို့က အင်တာနက်ပေါ်ကပဲဖះကိုကိုးကွယ်ခြင်းတာအဲ့ရဘွားနေဖះကိုကိုးကွယ်ခြင်းတာအဲ့ဒါမကြင်မမာတော့သူရေလှောက်ဆောင်ခြင်းနဲ့တော့တူတယ်။သင်ကလက်ချေသေးတာလည်းမဟုတ်ဘူးသင်ကဖျားနာနေတာလည်းမဟုတ်ဘူးသင်ကဒုက္ခရောက်နေတဲ့အချိန်မှာမဟုတ်ရင်ကျမပြောပြမယ်အဲ့ရဘွားကထွက်ပြီးတော့ဖះကိုကိုးကွယ်ဖို့နဲ့ဖះနဲ့အချိန်ယူဖို့အတွက်ယုံကြည်သူတွေနဲ့မိတ္တဟာရောက်ဖွဲ့ဝင်တဲ့ရွေးယူကြပါကိုကိုကိုတနာတက်တဲ့စိတ်ကိုဖျောက်ရအောင်အထူးသဖြင့်ဝိညာဉ်ကြီးရအတက်နဲ့ပတ်သက်လာရင်ကိုကိုကိုမညာနဲ့ ဖះကိုရွေးယူပွဲအတွက်ဖြစ်တယ်။တခါသေးကျမတို့ကဒုက္ခဆင်းရဲရောက်တဲ့အချိန်မှမှဖះကိုမိခိုးတယ်။ဒါပေမဲ့ကောင်းစားတဲ့အချိန်အိတ်ဖောင်းလာတဲ့အချိန်ကျရင်သူ့အားကိုကိုးခြင်းနဲ့ငါခြေထောက်ပေါ်ငါရက်တည်နိုင်နေဆိုတဲ့အတွေးခေါ်တွေဖြောက်ရအောင်။ဘယ်နှမှာရှိရသူပြောကိုခြေထောက်ပေါ်ကိုရက်တည်နိုင်နေဆိုတဲ့အတွေးခေါ်ဖြောက်ရအောင်။ဒါကြောင့်ဘုရားကဗာဒရီပေးထားလဲဆိုတော့အရင်ရေးကြည့်ရနော်ငါတကောငါလက်တတိအားဖြင့် ဤစည်းစိမ်ကိုငာရတတ်သည်ဟုစိတ်ထဲမှာအောင့်မေ့ခြင်းအဖြစ်ကိုစိတ်ထဲမှာအောင့်မေ့ခြင်းအဖြစ်ကိုတတိနဲ့ကျင်ရှောင်တော့သင်ဤဘုရားခင်ထာဝရဘုရားကိုသာအောင့်မေ့ရမယ်အာမင်ကျမတို့အောင့်မေ့ရမယ့်အရာကငါရဲ့လက်ကြောင့်ငါရသွားတာငါတော်လို့ရသွားတာငါလောက်တာကောင်းသွားလို့ငါအောင်မြင်အောင်မြင်မှုတစ်ခုကိုရောက်သွားတယ်လို့သင်ထင်ဘုရားကဘာပြောလဲသလားဘုရားအထံတော်ကထွက်သွားပြီ ဖခင်မျက်မှောက်တော်တွေကထွက်သွားပြီတနည်းအားဖြင့်တင့်ရဲ့နှလုံးသားဟာဖခင်သခင်နဲ့ချိတ်ဆက်တဲ့နှလုံးသားမဟုတ်တော့တင့်ရဲ့နှလုံးသားဟာကောင်းကင်ကကောင်းကြီးမင်္ဂလာစီစဉ်လို့ရတဲ့နှလုံးသားမဟုတ်တော့တင့်ရဲ့နှလုံးသားဟာကောင်းကြီးမင်္ဂလာကိုပြန်လဲပြီးတော့စီစဉ်စေမဲ့တကွာလည်းမဟုတ်တော့တနည်းအားဖြင့်တင့်ရဲ့အတ္တဟာကောင်းကြီးနဲ့ပြည့်ဝတဲ့အတ္တမဟုတ်တော့ဘူးချိန်ချင်းနဲ့ပြည့်ဝတဲ့အတ္တဖြစ်သွားပြီအာမင်တချို့တွေဟာဆရာမဆုဇနာမင်းလာတယ်ဆိုတော့ဘာပဲပြောအားပေးတာလေးကြားချင်မှာပဲ။ ဒါပေမဲ့ကျွန်မပြောပြမယ်အားပေးတဲ့စကားတည်းဖရာသခင်ရဲ့တမန်တရားပို့ကောင်းတယ်တမန်တရားတခါတလေခားလိုက်မယ်ဒါပေမဲ့အဆုံးမှာချုံမြင်ခြင်းရှိတယ်တမန်တရားကတခါလေကျွန်မတို့ကိုထက်တော်ဓာတ်လို့ခုတ်ခုတ်ရင်ခုတ်လိုက်မယ်ဒါပေမဲ့အသီးတွေတိုးပွားခြင်းရှိတယ်တမတရားကတခါတလေနော်တန်တူကဲ့သို့ကျမတို့ကိုထုချေတဲ့အကြောင်းရင်းရှိကောင်းရှိလိမ့်မယ်။ဒါပေမဲ့ကျမတို့အတ္တအแทမှာရှိတဲ့မာချိုးတဲ့အရာမှန်သမျှကိုပျို့ကွဲစေပြီးတော့မျိုးစစ်အရှင်တန်ကြီးထွားစေအကြောင်းဖြစ်လိမ့်မယ်။ အာမင်ဒီနေ့ကျမတို့ဘုသူ့ကိုရွေးယူရမယ်ယေရှုကိုရွေးယူရမယ်ကြောက်တမချမ်းစာထဲမှာဗာပြောထားဆိုရှင်သေးတို့ဒီငတ်မွေစင်းရဲခြင်းကိုခံရတော့လေတဲ့ဖယားကိုရွေးယူတဲ့သူကတဲ့ဘယ်တော့မှငတ်မွတ်တဲ့တစုံတစ်ခုလို့တယ်ဆိုတာငါမကြဘူးတဲ့တင်လို့နေတာရွှေလည်းမဟုတ်ဘူးတင်လို့နေတာယူအန်ကက်လည်းမဟုတ်ဘူးတင်လို့နေတာနောက်ထပ် passport အစ်စ်တစ်ခုလည်းမဟုတ်ဘူးတင်လို့နေတာနောက်ထပ်အလောက်ကန်ကောင်းကောင်း တစ်ခုလည်းမဟုတ်ဘူး။သင်လိုနေတာကယေရှု။သင်လိုနေတာဖခါသင်လိုနေတာသူ့ရဲ့ဦးဆောင်ခြင်းဖြစ်တယ်။အာမင်။ဒီနေ့ကျွန်တော်တို့အတွေးခေါ်တကိုပြန်ပြောင်းရအောင်။ငါဒီတစ်ခုကိုရိုက်ငါအောင်မြင်ပြီဆိုတဲ့အတွေးကောမဟုတ်ဘူး။သင်ဖခါနဲ့ထိတ်တိုက်မတွေ့သေး၍စစ်မှန်တဲ့ကောင်းကြီးမင်္ဂလာကိုသင်မရသေးဘူး။စစ်မှန်တဲ့ကောင်းကြီးမင်္ဂလာဆိုတဲ့ရကထိုဖခါကိုယ်တိုင်ဖြစ်တယ်။အာမင်။